ခုပြောခဲ့တဲ့ဒီပွဲတွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကက်စမဲလ်ကွင်းထဲမှာမရှိဘူးဆိုလို့ရှိရင်ယူနိုက်တက်ကပွဲတစ်ပွဲကိုအနိုင်ယူဖို့တော်တော်လေးခက်ခဲသွားတာကိုကျွန်တော်တွေ့ရရပါတော့အားလုံးမင်္ဂလာပါဒိုင်းနေတဲ့မန် YouTube channel နေပြီးအားလုံးကျေးဇူးပါတယ်ဆိုတော့ဒီဗီဒီယိုမှာတော့ဒီဘောနော်ကျွန်တော်တို့ဒီ Emory ရဲ့ခြံခဲလို့မရတဲ့လူစည်းင်းတွေကကစားသမားတယောက်အကြောင်းကိုကျွန်တော်တို့ပြောကြည့်ရအောင် ဲ့ဒါတော့တခြားလူမဟုတ်ပါဘူးကျွန်တော်ကက်စမဲရိုပါဆိုတော့ကက်စမဲရိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆောင်းပါးတစ်ပုဒ်ကျွန်တော်ညနေရက်ဆုံးဖတ်ရတယ်အဲ့ဆောင်းပါးထဲမှာကျွန်တော်ရေးထားတဲ့အကြောင်းအရာတော်တော်လေးသဘောကျတယ်ပေါ့နော်ဒါပေမဲ့ကံမကောင်းစွာပဲတော့ရေးတဲ့သူရော ပြီးလို့ရှိရင်ရေးတဲ့ကျွန်တော်ဒီ site နာမည်ကျွန်တော်ဖတ်မှတ်မိရောပေါ့နော်ဖတ်မှတ်မိရောဆိုတော့ mention လုပ်ဖို့ဘလို့မှကျွန်တော် share လို့လည်းမရတော့ပေါ့နော်ဆိုတော့ဒီလိုကြောင့်မို့ကျွန်တော်ဒီ video ပဲကျွန်တော်ရိုက်လိုက်တယ်ဆိုတော့ okay ကျွန်တော်ဒီ test menu ပတ်သက်ပြီးကျွန်တော်ပြောဖို့လိုနေတဲ့အရာတွေကျွန်တော်မှရှိတယ်ဆိုတော့ ကောင်းတဲ့ຢာရီလည်းပါတယ်ဆိုးတဲ့ຢာရီလည်းပါတယ်ဆိုတော့အတင်းကကျော် customer ဘောမှာအများကြီးကျော်မိခိုနေရတာလားဘာလို့လဲကျွန်တော်ဒီ Amre ရဲ့ကျော်ပွဲထွက်လူစင်းနေဒိုင်းနီးပါးကိုကျော်ကြည့်လိုက်မယ်ဆိုလို့ရှိရင် customer ဒီလုံးဝ defensive midfield နေရာမှာပိုင်စမ်းတနေရာ first line up ဆိုတော့သူနေရာမှာကျွန်တော်ကစားနိုင်တဲ့ကစားသမားတွေကျွန်တော်မှာအများကြီးရှိတယ်ဒါပါတော့ကျွန်တော် main new ကစားနိုင်တယ်ဒါပေမဲ့ကျွန်တော် main new ကတော့ကျွန်တော်ထည့်ထွက်လို့မရဘူးဘာလို့လဲဆိုတော့သူက box to box type ဆိုတော့လက်ရှိ Bruno ကသားနေတဲ့နေရာမှာပဲသူကကျွန်တော်တို့ဒီပေါ့နော်ဒီအဆင်ပြေတာပေါ့နော် defensive midfield မှာတော့သူ့ကိုကျွန်တော်တို့အဆင်ပြေဖို့မျှော်လင့်လို့မရအောင်ဆိုတော့သူ့နေရာမှာတည်းကစားနေတာဒီ Manuel Ugarte ပါဆိုတော့ Ugarte ကကျွန်တော်တို့ဒီ Emery ရဲ့တပည့်အရင်တို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီ Emery's Sporting မှာဒီတောက်ပကဲစဉ်က နော်ဥကဒီလေတူတူကျော်တောက်ပခဲ့တဲ့အခြေအနေမျိုးကြောင့်ဖြစ်တဲ့အဲဒါကြောင့်မို့သူ PSG ကိုရောက်တယ် PSG မှာလုံးဝအဆင်မပြေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခုလက်ရှိ Manchester United ကို Everton Hat လက်အောက်မှာကျွန်တော်တို့ဝယ်ထားတာဆိုတော့ခုလက်ရှိကျွန်တော်တို့ဒီမှာသူ့ရဲ့တပည့်ရင်ဥကဒီလေရှိဒါပေမဲ့အသက်အရွယ်ကြီးနေပါပြီ။တော့ decline ဖြစ်နေပြီ၊ကျနေပြီဆိုရဲကက်စမဲရိုကိုပဲဘာကြောင့်မို့ကျွန်တော်တို့ဒီပွဲထွက်လူစီရင်မှာအနည်းနဲ့ကျွန်တော်တို့တုံးနေရတယ်လေ။ဆိုတော့ကက်စမဲရိုကဘလောက်တောင်ကျွန်တော်တို့ဒီပေါ့နော်ပွဲဒီမှာအေးအေးပါနေလို့လေ။ဆိုတော့အခုလက်ရှိ အဲလက်ရှိမှာပေါ့နောက်ပိုင်းပေါ့နော်နောက်ပိုင်းပွဲရည်ဆိုလို့ရှိရင်နောက်ပိုင်းပွဲစဉ်နေပွဲစဉ်နေကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကက်စမဲရိုနဲ့ပတ်သက်ပြီးတော့အပြစ်ပြောတာအဲပြီးလို့ရှိရင်ကက်စမဲရိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ရတော်တော်လေးနေသွားတယ်ပေါ့နော်တော်တော်လေးကျွန်တော်တို့ပရိသတ်တွေကြားထဲမှာကျွန်တော်ကိုယ်တိုင်လည်းနေသွားတယ်အဓိကကျွန်တော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီ iron site နေတာကကျွန်တော်တို့ defense နဲ့ attacking ဒီနေရာလေးပဲကျွန်တော် iron site နေတာအထက်အလက်ကွင်းလင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိနေကြတယ်ပေါ့နော်ဆိုတော့ကိုယ်လည်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အမြဲတမ်းအပြစ်ပြောစရာတွေပဲကျွန်တော်ဖြစ်နေတယ်ကက်စမဲလို့ကျွန်တော်အပြစ်ပြောတာတွေရှိတယ်เนา ဟိုအဝါယူတဲ့ကိစ္စတွေအနေယူတဲ့ကိစ္စတွေဒါကြီးကျွန်တော်တို့ပြောတာရှိတယ်ဘရူနိုစင်မပြေတာတွေကျွန်တော်တို့ရှိတယ်ဆိုတော့ကိုယ်နဲ့ပတ်သက်ပြီးတော့အပြင်ပြောတာပဲရှိရဲ့ချီးကျူးတာကျွန်တော်တိတ်ပြီးတော့မရှိဘူးပေါ့နော်ဆိုတော့ကက်စမန်ရုနဲ့ပတ်သက်ပြီးတော့ဒီပေါ့နော်ကျွန်တော်ဖက်ခဲရနဲ့ဆောင်းသွားတယ်မှာအဲသူနဲ့ပတ်သက်ပြီးတော့သူကချီးကျူးထားတယ်ချီးကျူးထားတယ်ကျွန်တော် main main နေကြရပေါ့နော်ဒီ ကစားသမားကိုချီးကျူးဖို့အတွက်မေ့နေကြတယ်။ဘာလို့ဆိုတော့လီဗာပူးနဲ့ပွဲပေါ့နော်။သူကနီးစပ်ဆုံးလီဗာပူးနဲ့ပွဲကိုသူကပြောထားတာ။လီဗာပူးနဲ့ပွဲမှာဆိုလို့ရှိရင်သူအနေနဲ့ pass completion ဆိုလို့ရှိရင်84%တိရှိကြောင်းနော်တကယ် key targets နှစ်ကြိမ်လောက်တည်းသူပြုလုပ်နိုင်ခဲ့ကြောင်းမိုဟာမက်ဆာလာရဲ့အဲဒီပေါ့နော်တကယ် danger ဖြစ်တဲ့ကောင်းတာအတက်ကိုသူအနေနဲ့ tactical foul နဲ့ stop လုပ်ပြီးတော့အဝါယူခဲ့တာဖြစ်တဲ့ကြောင်းမလို့သူ social safety လူစားလဲခံလိုက်ရကြောင်းဒါမျိုးတွေကြောင့်ပြောထားတယ်။ဆိုတော့ သူပြောရတဲ့ချက်လေးမှကျွန်တော်စိတ်ဝင်စားဖို့ကောင်းတော့ပါတယ်လီဗာပူးနဲ့ပွဲမှာဆိုလို့ရှိရင်သူမရှိတော့တဲ့အချိန်မှာမှသာကျွန်တော်တို့ဒီပေါ့နော်ဂက်ဘိုရဲ့ကိုကိုကျွန်တော်ခွင့်ပြုလိုက်ရတာပေါ့နော်တကယ်လို့သူရှိနေခြင်းဒါကကျွန်တော်အဲဒီဖြစ်ချင်မှာဖြစ်မှာဆိုတဲ့ပုံစံမျိုးသူကပြောထားတာဆိုတော့သူပြောရတဲ့ချက်မှာဆိုလို့ရှိရင်ကျွန်တော်ဘာပါလဲဆိုတော့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာနော်အခုလက်ရှိကျွန်တော်ယူနိုက်တက်ကကျွန်တော်တို့အဲတိုတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုးပွဲလောက်တိကျကစားပြီးတော့ EFL ပါဝင်ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်ပွဲစဉ်တိုင်းပွဲစဉ်တိုင်းနေပါမှာ တူမရှိတဲ့အချိန်ပါနော်ကက်စမဲရိုကွင်းထဲမှာမရှိတော့ဘူးဆိုတာနဲ့ယူနိုက်တက်ကဂိုးတွေခွင့်ပြုရလေရှိတယ်ပွဲရက်ဆက်တွေကျွန်တော်ဒီပေါ့နော်ဟိုမကောင်းလေကျော်ရှိတယ်ပေါ့သူရှိရဆိုလို့ရှင်ပွဲရက်ဆက်အတန်တင့်ကျော်ကောင်းတယ်နော် performance ကောင်းတယ်ပြီးလို့ရှင်ကျွန်တော်ဒီဂိုးတွေခွင့်ပြုရလေအသိပ်ပြီးတော့မရှိဘူးပေါ့နော်ဆိုတော့သူကဒီလိုပုံစံမျိုးကျွန်တော်ပြောထားတယ်အဲ့ဒါကကျွန်တော်ဟုတ်လေဟုတ်ရလားပေါ့နော်ဟုတ်ကဟုတ်လားပေါ့လို့လေရှိကျွန်တော်ဒီပေါ့နော်ဟိုဒီ D1 ပေါ့လေ D1 ကျွန်တော်အာဆင်နယ်နဲ့ပွဲရနေစပြီးတော့ ကြောင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တိုးတဲ့ကြောင်ကိုးပွဲတိကြောင်ရှိတယ်ဒီထဲမှာသူပွဲ မကစားတဲ့ဟာကြီးရှိတယ်နောက်သူကြောင်ဒီအနီကပ်ကြောင်တို့အဲဒီခြံထားခဲ့ရတဲ့ပုံစံမျိုးရှိတယ် injury ကြောင်သူပွဲထက်လူစင်းမှာမပါတဲ့ပွဲရှိတယ်ဆိုတော့တော်တော်လေးကျွန်တော်ဒီပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ်ထိခြားလိုက်ကြည့်ကြည့်တော့ဟုတ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီဘယ်ပွဲကိုတော့ကျွန်တော်ဖဲရမယ်ဆိုလို့ရှိရင်အင်္ဂလိပ်မှာကစားတဲ့ဘန်လီနဲ့ပွဲကိုတော့ကျွန်တော်ဖဲရမယ်ဆိုတော့ဘန်လီနဲ့ပွဲကိုဘန်လီနဲ့ပွဲကတော့ကျွန်တော်တို့တသင်းလုံး နော်ဟိုတော်တော်လေးဆိုးရွားနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီတက်ကြောင့်မလို့ဒီဘာနော်ကက်စမဲရိုရဲ့ခန္ဓာကလည်းဘန်လီဘန်လီနဲ့ပွဲမှာသူအဆင်မပြေခဲ့ဘူးလို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့ဒါမျိုးကကျွန်တော်ဖြစ်တတ်ပါတယ်ကျန်တဲ့ကျွန်တော်ပွဲစဉ်တွေကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှင်အာဆင်နယ်နဲ့ပွဲသူပွဲထွက်ခွင့်ရတယ်ကျွန်တော်အသင်းကအာဆင်နယ်နဲ့ပွဲမှာကောင်းရှုံးကြီးဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်အားလုံးအသိပဲပေါ့နော်ဆိုတော့ဒီ service တကူကြောင့်တာမဟုတ်ဘူးဆိုရင်ကျွန်တော်ဒီပွဲကအနေအဆုံးတည်ရဲဆိုတဲ့အခြေအနေမျိုးပေါ့နော်ကျွန်တော် chance တွေအများကြီးလဲ create လုပ်နိုင်တယ်ပေါ့နော်ဒီလိုပုံစံမျိုးဆိုတော့ United နဲ့ အဲဒီပေါ့နော်ကျွန်တော်တို့ဒီအာဆင်နယ်နဲ့ပွဲမှာဆိုလို့ရှိရင်ချီနီကောင်းခဲ့လို့ကျွန်တော်ပြောလို့ရတယ်ကက်စမဲရိုကအဲ့လိုပဲကျွန်တော်ဖူဟန်နဲ့ပွဲဖူဟန်နဲ့ပွဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဗိုရီကိုမူနစ်ရဲ့ကျွန်တော်ဒီပေါ့နော်အုံကိုကြောင့်ကျွန်တော်ဥဆောင်ကိုကျွန်တော်ရထားတယ် အဲ့မတိုင်ငယ်လေးမှာကျွန်တော်ဒီပေါ့နော်အဲဒီ Benjamin Shears ကိုကျွန်တော်ထည့်ပြီးတော့ Desmond ကိုကျွန်တော်ထုတ်လိုက်တယ်။အဲ့နောက်ပိုင်းမှာကျွန်တော်ဒီ Smith Row ရဲ့အဲဒီပေါ့နော်80ကျော်မိနစ်80ကျော်မှာနော်အဲ့မှာကျွန်တော်ခြေပါကိုကျွန်တော်ပြန်ပေးရတယ်။အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Smith Row ရဲ့ကျွန်တော်ခြေပါကိုမပေးခင်လေးမှာ performance ကတော်တော်ကြီးကိုကျွန်တော်တို့တောက်လျှောက်ကျွန်တော်ကြလာပြီးတော့ midfield မှာကျွန်တော်လုံးဝမထိန်နိုင်လို့တဲ့အခြေအနေမျိုးတကယ် chaos တွေဖြစ်ပြီးတော့တည်ကြသွားတာ။ဆိုတော့ဒီလိုပုံစံမျိုးဖြစ်တယ်။အဲ့လိုပဲကျွန်တော်နောက်ထပ်တစ်ပွဲ Grimsby Town နဲ့ပွဲ Grimsby Town နဲ့ဘွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့က Casmero ကိုလုံးဝကျော်အနာပေးထားတဲ့ပုံစံမျိုးဒီနေရာမှာ Ugadi Main Loop ဆိုတဲ့ပုံစံမျိုးကျွန်တော်ထွက်လာတယ်။ဘလူးမှအဆင်မပြေဘူး။ကျွန်တော်တို့ဘလူး reset တွေထွက်သွားလဲကျွန်တော်ပြန်ပြီးတော့မပြောချင်တော့ဘူးပေါ့နော်။ဆိုတော့အဲ့လောက်ထိကျွန်တော်အချိန်ကြီးဆိုးခဲ့တယ်။ဒါကြောင့် Casmero မပါတဲ့အချိန်ကြီးပေါ့နော်။ဆိုတော့ ပန်လီနဲ့ပွဲပန်လီနဲ့ပွဲကကျွန်တော်ထားလိုက်ပါနော်တသင်းလုံးကျွန်တော်တို့ဆိုးခဲ့တာဆိုတော့ကတ်စမဲလူကိုရန်နဲ့သူပွဲချောက်ခွင့်ရတယ်ဆိုပေမဲ့လည်းတသင်းလုံးကတိုင်ပက်ခဲ့တာဆိုတော့ပန်လီနဲ့ပွဲကတော့အသင်းလုံးစုပ်ပြတ်တက်နေရမယ်လို့ကျွန်တော်ပြောရမှာပါတော့ဒါပေမဲ့ကျွန်တော်နိုင်ခဲ့တယ်ဆိုတော့ကတ်စမဲလူပါတယ်ပွဲနိုင်နေပေါ့လေ အဲ့လိုပုံစံမျိုးပဲကျွန်တော်တို့စီးရင်နဲ့တွင်းရမှာပဲโอเคကျွန်တော်တို့နောက်ထပ်တစ်ပွဲ Manchester City နဲ့ပွဲ City အင်္ဂလန်ကျွန်တော်တို့တွားကစားတယ်အဲ့ပွဲမှာကျွန်တော်တို့အဲဒီ Casemiro ကကျွန်တော် injury လာမသိဘူးเนาะ injury လာမသိဘူးဖြစ်နေရဖြစ်တဲ့ဒီကြောင့်မလို့ minute 80မှာသူဝင်ကစားတာအဲ့မတိုင်ခင်မှာကျွန်တော်တို့ဒီအဲဒီ Uga လေးနဲ့ Bruno Fernandes ဆိုပြီးကျွန်တော်ပွဲထွက်တယ်3-0နဲ့အဲ့ပွဲကျွန်တော်ရှုံးတယ်เนาะအဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်ခဲ့တယ်ဆိုတော့တကယ်ကျွန်တော်ဘယံမလာတယ်ကျွန်တော်ဖြစ်ပြီးတော့ နောက်3 Cs represent ကျွန်တော်ရှုံးခဲ့တယ်အဲ့နောက်ပွဲကျွန်တော်ဒီ Chelsea ကိုအင်္ဂလိပ်မှာလက်ခံကစားတဲ့ပွဲအဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြောလိမ့်မယ်ပေါ့နော် အနီကက်ကြောင့်ပေါ့ okay ကျွန်တော်အနီကက်ကြောင့်မှတ်ပါတယ်အနီကက်ကြောင့်ကျွန်တော်တို့ဒီ2 C နဲ့ကျွန်တော်တို့ဥဆောင်ထားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်အဲ့မှာကျွန်တော်တို့ဒီပထမပိုင်းပြီးကနီးမှာဒီ Casemiro ရဲ့မလိုအပ်တဲ့ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ2ကိုပဲကျွန်တော်တို့အတည်ပြောလို့ရတယ်မလိုအပ်ဘူး မလိုဘဲနဲ့သူဖောင်းတွေလောက်တာပေါ့နော်သူဒီလိုချက်မျိုးတွေတော့ Casmero မှာအားနေချက်တွေကျွန်တော်ရှိတယ်ထားပါတော့ဒီ Casmero ကိုကျွန်တော်တို့ထွက်သွားတယ်ပေါ့နော် ID 45မိနစ်ကျွန်တော်ဒီလာမပိုင်းပြီးကနေမှာတာဝါတနီနဲ့သူထွက်သွားပြီးတော့ဒုတိယပိုင်းမှာ Chelsea ဘက်ကနေပြီးတော့ကျွန်တော်တို့ဒီပေါ့နော်ဒီ10ယောက်11ယောက်ဆိုပေမဲ့တော့ညာလည်းပဲတောက်လျှောက်ကျွန်တော်တိုက်စစ်ဆင်မှုကျိုးပန်းလာတဲ့အခြေအနေမျိုးကိုရီဘက်ကနေပြီးတော့ဖိပြီးတော့ကျွန်တော်ကစားနိုင်တဲ့အခြေအနေမျိုးလုံးဝမရှိတော့ဆိုတော့အဲ့ဒါကျွန်တော်တည်တည်တသားပဲပေါ့နော်ဆိုတော့ တကူလည်းကျွန်တော်ပြန်ပြီးရောက်ခွင့်ပြုခဲ့ရတယ်2-1ဆိုပြီးတော့ United ကကျွန်တော်နိုင်ခဲ့တယ်ဒါပေမဲ့ customer တို့မရှိတဲ့အချိန်မှာတကူကျွန်တော်ခွင့်ပြုလိုက်ရတယ်အဲ့နောက်ပွဲကျွန်တော် brand phone နဲ့ပွဲဒီ Chelsea နဲ့ပွဲမှာရန်ခဲ့တဲ့အနီကတ်ကြောင့်သူ့ကိုကျွန်တော်တို့လုံးဝကျွန်တော်တို့ဒီအာဒီပေါ့နော်ခြံထားခဲ့ရတယ်ဘာဖြစ်သွားလဲ3-1နဲ့ကျွန်တော်တို့ရှုံးသွားတယ်တကယ်ကျွန်တော်တို့ဒီတကယ်တလွဲကြီးပဲပေါ့နော်ဘာမှလည်းကျွန်တော်ထိန်းချုပ်နိုင်တာမျိုးကျွန်တော်မရှိဘူးနော်အဲ့လိုချင်းမျိုးနဲ့ကျွန်တော်3-1ဆို represent နဲ့ brand phone အင်္ဂလိပ်မှာကျွန်တော်ရှုံးသွားတယ်โอเคကျွန်တော်နောက်ပွဲကျတော့ customer တို့ပြန်ပါပြီ အိမ်ခွဲမှာကစားတယ်ဆန်နာလန်နဲ့ကစားတယ်တူစီဆိုရယ် present နဲ့ clean ရှိပါကြောင်းလူရှားခဲ့တယ် okay နောက်တစ်ပွဲကျွန်တော်လီဗာပူးနဲ့လီဗာပူးအိမ်ခွဲမှာကျွန်တော်တွားကစားတယ်2-1ဆိုရယ် result 8-1ဆိုရယ် result မှာလည်းကျွန်တော်ဒီဗီဒီယိုအစမှာကျွန်တော်ပြောခဲ့တယ်လို့ပြောမှာနော်ကျွန်တော် United က1-0နဲ့ဦးဆောင်ထားတယ်ဒီနေရာမှာကျွန်တော်တို့ဒီဟိုဘာလဲ found တစ်ခုကြောင့်နောက်ဆလာကိုကျွန်တော်ဖောင်းမိလိုက်လို့ကျွန်တော်ဒီအဝါဖြစ်သွားတဲ့အနေထားမှာဒီအမရင်ကကျွန်တော်နောက်ပွဲပေရာခံရမှာစိုးလို့ เนาะပေတာခံရမှာဆိုလို့ချက်ချင်းကြော်လူစားလေးတာလုံးဝကြော်မတုံဆိုင်ဘူးချက်ချင်းကိုလူစားလေးတာเนาะကက်စမဲရိုးကိုသူလုံးဝကြော်အစမဲရိုးမပါတဲ့ဘွဲကိုအမရင်နဲ့လုံးဝကစားခြင်းမမရောက်ဆိုဒီတကြောင်လို့ကက်စမဲရိုးချက်ချင်းလူစားလေးတယ်เนาะ brace you are men ဆိုတော့မှန်တယ်ဒါပေမဲ့လူစားလေးလိုက်တယ်ဒီဒီကစားသမားတွေနောက်ပွဲမှာငါတို့မပါလို့မရဘူးဆိုတဲ့အခြေအနေမျိုးပေါ့เนาะကဲဒီကိတန်းဆိုစဉ်းစားကြည့်ဗျအဝါကရရသွားတယ် ကစားနေတာကကျွန်တော်တို့ဒီပေါ့နော်ပါတီပါချက်အတင်းနဲ့မဟုတ်ဘူးလီဗာပူးလို့အတင်းနဲ့ကျွန်တော်ကစားနေတာဒါပေမဲ့အမေရိကဘာရစ်မှကျွန်တော်မယူခဲ့ဘူးဆိုတော့ဒီကျန်တဲ့လက်ကျန်မိနစ်သူတို့ကျွန်တော်ထုတ်တာ58မိနစ်လောက်ဆိုတော့ကျန်တဲ့လက်ကျန်မိနစ်တွေကိုကျွန်တော်ဒီဥကာဒီနဲ့ကျွန်တော်ကစားရဲပေါ့နော်ကျွန်တော်ဒီလိုပုံစံမျိုးဖြစ်တဲ့အနေထားမှာ United ကကျွန်တော်တို့ဒီဥကာဒီနဲ့ကစားရဲအခြေအနေမျိုးမှာဒီဘောက်ဘက်ကိုကျွန်တော်တို့အဲလုံနိုင်တဲ့အရာတိတ်ပြီးတော့မြန်မြန်ဆဆကျွန်တော်မရှိတော့ဘူးအဲ့ဒါအပြင်ကျွန်တော်တို့ဒီအဲဒီကိုတကူပါကျွန်တော်ခြေပါကိုတကူပါကျွန်တော်ခွင့်ပြုခဲ့ရတယ်ကိုဒီကပ်ပိုရဲ့ခိုးပေါ့နော် ခွင့်ပြုခဲ့ရတဲ့အခြေအနေမျိုးတွေဒီကျွန်တော်တို့ဖြစ်ခဲ့တယ်ဆိုတော့ကန်ကောင်းလို့ကျွန်တော်မကောင်းရရဲ့ကောင်းတိုက်ကိုကြောင်းကျွန်တော်တို့ဒီ2-1ဆိုတဲ့ percentage ကိုနိုင်ခဲ့တယ်ပေါ့နော်ဒီလိုအခြေအနေမျိုးကျွန်တော်ဖြစ်ခဲ့တယ်ဆိုတော့ဒီချက်တွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင် Casemiro point ထဲမှာမရှိတော့ဘူးဆိုတာ ਨੇ မြန်မာကလည်းဝုံးကဘယံမတာပဲဘယံမတာဆိုတဲ့အနေထားမှာကျွန်တော်ဂိုးတွေခွင့်ပြုရတဲ့အချက်လည်းကျွန်တော်ပါတယ်ဆိုတော့ဂိုးတွေခွင့်ပြုရတယ်ဆိုတာကကျွန်တော်တို့ဒီပေါ့နော်နောက်တန်းကြောင်ပေါ့လေနောက်တန်းကြောင်ကျွန်တော်ခွင့်ပြုရတာ okay အဲ့နောက်တန်းမားတယ်ဆိုတာကကွင်းလေရဲ့တည်ငြိမ်မှုကျွန်တော်တို့ယွန်းနေနေတဲ့အတွက်ကြောင့်ပေါ့နောက်တန်းက မားတယ်ဆိုတော့အချက်ကိုကျွန်တော်တို့တွားပြီးတော့တွေ့ရတယ်ဆိုတော့ဒီနေရာမှာကက်စမဲတို့ဒီဘဥဆောင်တဲ့ကွင်းလေကဘလောက်ထိအေးပါလဲဆိုတဲ့အရာကကျွန်တော်တို့မြင်လာလာတယ်ပေါ့နော်ဆိုတော့ကက်စမဲတို့ကကျွန်တော်တို့ဒီပေါ့နော်ဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်သူဘလောက်ထိအေးပါလဲဆိုတဲ့အရာကိုမြင်နေကျွန်တော်ပြသနိုင်ခဲ့လို့ကျွန်တော်ထင်တယ်ဆိုကက်စမဲတို့မှာကျွန်တော်တို့ဒီပေါ့နော်အာအာတာချက်တွေပဲတော့မဟုတ်ဘူးသူ့မှာလည်းကျွန်တော်အားနည်းချက်တွေရှိတယ်ဟောဆိုသူဒီကျွန်တော်အသက်ကြီးနေပြီတက်ကြီးနေဖြစ်တဲ့ကြောင့်မို့သူ့ကိုကျွန်တော်ပွဲချိန်ပြီးဘလုံးမှကျွန်တော်သုံးလို့မရအောင် အဲ့လိုပဲကျွန်တော်တို့ဒီနောက်တစ်ချက်ကကျွန်တော်ဘာလဲဆိုလို့ရှိရင်သူဒီ defensive midfield မှာကစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ foul တွေလောရတဲ့အခါမှာ our cut တွေကျွန်တော်ရနိုင်တယ် our cut တွေရပြီဆိုတာ ਨੇ ကျွန်တော်တို့ချက်ချင်းလူစားလဲဖို့လိုတယ်ဘာလို့ဆိုတော့သူမပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲတစ်ပွဲကတကယ်ကျွန်တော်တို့ဒီပေါ့နော်တကယ် chaos game ကျွန်တော်ဖြစ်လိမ့်ရှိတယ်အဲ့လိုပုံစံမျိုးဆိုတော့ကျွန်တော်တို့ဒီနောက်ပွဲအတွက်အမှတ်ထားပါတော့ဒီ liverpool နဲ့ပွဲမှာ emery ချက်ချင်းလူစားလဲတာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒါသိနိုင်တယ်ဆိုတော့ okay ကျွန်တော်တို့ဒီ casemiro လူစားလဲမယ်ဆိုတော့ကျွန်တော် bench ကိုကြည့်လိုက်တော့ ugandi ugandi ကိုကဒီ emery ဒီ တော့မယုံကြည်ရတဲ့အထက်မှာပါတယ်ဆိုတော့ main တို့ကျွန်တော်တို့ကမေ့ထားလို့ရ main တို့ဒီ box to box player ကျွန်တော် defensive midfield မှာသူကစားနိုင်တယ်ဆိုလို့တော့ပဲရှိရဲ့ ပမာဏနဲ့ကျွန်းကျွန်းချင်းချင်းမကစားနိုင်ဆိုဒီတော့ကြောင့်မလို့ကျွန်တော်တို့ဒီသူ့နေရာမှာကျွန်တော်တို့ဒီ customer နေရာမှာ direct replacement ကတော့ Ugadi တရားလောက်ပဲကျွန်တော်မျောလင်းလို့ရတယ်ဆိုတော့ Ugadi ကလည်း customer level ကိုလုံးဝမမီဘူး customer ရဲ့ intelligence spine တွေလည်းသူမမီဘူး customer ရဲ့အဲကျွန်တော်တို့ဒီဘောနော်ဟို decision making mind တွေကိုသူလုံးဝမမီဘူး ქვენ လည်းမလည်းဘာ comment တွေမှကျွန်တော်မလုပ်နိုင်ဘူးဆိုတော့ဒီတော့ကြောင့်မလို့ Ugadi က customer နဲ့ဘယ်လိုနည်းနဲ့မှကျွန်တော်တို့တန်းသွားညှိလို့မရဘူးဘောနော်ဆိုတော့ experience ပိုင်းမှာလည်းအများကြီးကွာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဘောနော်ဆိုတော့ သူရဲ့အနေကြတော့ကျွန်တော်ဒီ customer ရဲ့အနေချက်ဒီပွဲချိန်ပြည်တယ်သူမကစားနိုင်ဘူး injury သူရလိမ့်ရှိတယ်ဆိုတော့ဒီချက်တွေကကျွန်တော် amrin အတွက် threat တစ်ခုကျွန်တော်ဖြစ်တယ်ဗောနော်ဆိုတော့ဒီအတွက်ကြောင့်မလို့လေသူအနေနဲ့ customer နဲ့ပတ်သက်ပြီးတော့မလို့ update ကျွန်တော် risk တွေကိုသူလုံးဝမယူဘူးဆိုတာကိုဒီဘဝနဲ့ပွဲ50မိနစ်မှာအစိုးရကျွန်တော်ထုတ်လိုက်တောင်ကျွန်တော်ကြည့်ရင်သိနိုင်တယ်ဗောနော်ဆိုတော့ customer တို့ကကျွန်တော်တို့ဒီဗောနော်ဒီနိုင်ပွဲတွေရဲ့ amrin ရဲ့အတော့အဓိကခြံခဲ့လို့မရတဲ့လူစည်းရင်းထဲမှာ အာနေတယ်ဆိုတာကအဲကျွန်တော်တို့ဒီဘာလဲကျွန်တော်အခုပြောခဲ့တဲ့ဒီပွဲတွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင် customer ပွဲထဲမှာမရှိဘူးဆိုလို့ရှိရင်ဒီလက်ထက်ကပွဲပွဲကိုအနိုင်ယူဖို့တော်တော်လေးခက်ခဲသွားတာကိုကျွန်တော်တွေ့ရရပါတော့ customer တို့မှာဒီလိုမျိုးအားနေချက်တွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေ United က customer တို့နေရာမှာကျွန်တော်ဓာတ်ရိုက်အစားထိုးဖို့အတွက် defensive midfielder ကိုတွေ့ရပြီးမှကျွန်တော်တို့ဒီဘာလဲအသေးအတန်ကျွန်တော်ကြိုးပမ်းခဲ့တယ်ပြောရမယ်ဆိုရင်တော့ဘာလဲပါပေါ့လीဆိုတော့ပါလေပါကျွန်တော်အသေးအတန်ကျွန်တော်ကြိုးပမ်းခဲ့တယ်ဆိုတော့မရခဲ့ဘူးပေါ့လीဆိုတော့ ဒီ customer အားနေကြကျွန်တော်တို့ခုနပြောသလိုပဲเนาะသူဒီပွဲရှင်ပြေကြုံမကစားနိုင်အောင် injury မကြာခဏရတတ်တယ်เนาะဒီတော့ကြောင့်မလို့ကျွန်တော်တို့သူ့ကိုကျွန်တော်တို့တုံးရတာက risk ရှိတယ်အရန်ကုန်မှလည်းသူ့နေရာမှာကျတော့တိုက်ရိုက်အစားထိုးနိုင်မယ်ကစားသမားသူ့ level ကိုမြင်အောင်ကစားနိုင်တဲ့ကစားသမားတယောက်မှမရှိဘူးဆိုတော့ဒီချက်က amber အတွက်တော်တော်လေးကောင်းခဲစရာပေါ့เนาะဆိုတော့အသင်းအနေနဲ့ဒီတကယ်အားပြည့်ဖို့လိုအပ်နေတဲ့အရာကကျော်ပါလဲဆိုလို့ရှိရင်တကယ် defensive midfield မှာ casemiro နေရာမှာတိုက်ရိုက်အစားထိုးနိုင်မယ်ကစားသမားကိုကျွန်တော်အမှန်ကန်လိုအပ်နေရနောက်ရည်ဆိုလို့ရှိရင် ဒီ customer ကဒီ level မှာသူကစားနိုင်တော့မှာမဟုတ်ဘူးကျွန်တော်ထင်တော့ဗောလေဆိုတော့ဘလိုမြင်ကြလဲဒါနဲ့ပတ်သက်ပြီးတော့ customer ကဘယ်လောက်ထိကျော်ရူအသင်းမှာအရေးပါနေတယ်လို့ထင်ကြလဲကျွန်တော်အခုပြောသွားတဲ့ဒီအကြောင်းအရာတွေပေါ်မှာရော brother တို့ရဲ့အမြင်တွေကိုကိုမမဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်ဆိုတော့ကြည့်ရှုအားပေးရင်ကိုမရလေးစီးမြိုင်းတင်ပါတယ် channel ကို subscribe မဲ့သူတို့လို့ချင်း subscribe လေးလုပ်ပေးထားကြဖို့အားလုံးကို request လုပ်ပါကျွန်တော်နောက်တဲ့ video မှာတရားမီတော့တွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ